ောင်းကြီးတက်မှာတုံးတဲ့မြေဖြစ်တဲ့နောင်ချုံမြို့နယ်30ကျေးရွာကိုစစ်ကောင်စစ်တပ်ကဇူလိုင်လတရနေ့ညနေ3နာရီဝန်းကျင်အချိန်မှာပုံဆက်တလုံးလာရောက်ကျဲချခဲ့ပါတယ်။စစ်ကောင်စစ်တပ်ရဲ့လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အရတားပြည်သူ၃ဦးသေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်နှစ်အိမ်နဲ့ဖုန်ကြီးကျောင်းတစ်ကျောင်းနဲ့ထိမှန်ပျက်စီးခဲ့ပါတယ်။ပြခဲ့တဲ့ဇူလ29ရက်နေ့ကလည်းကြောက်မဲမျိုးအတွင်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ပေါင်250ဘုံ6လုံးထပ်မံကျဲချခဲ့တာကြောင့် အယက်သားပြည်သူ6ဦးဒဏ်ရာရရှိခဲ့ပါတယ်။နေအိမ်14လုံး၊စာတင်ကျောင်းတစ်ကျောင်း၊ဖုန်ကြီးကျောင်းတစ်ကျောင်းတို့လည်းထိမှန်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။စစ်ကောင်စစ်တပ်ဟာအပြစ်မဲ့ပြည်သူတွေကိုလေကြောင်းနဲ့ဤရွယ်ချက်ရှိရှိဥတီတိုက်ခိုက်တာတွေပြုလုပ်နေတဲ့အတွက်ကြောင့်မိဘပြည်သူတွေအနေနဲ့လေကြောင်းရံကကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်ကျွန်မလွေပူလိုပါပါရှင်